ကျွန်တော်ဗျာဒီ iPhone 7တွေကိုဝယ်တော့မှဆိုရင်ပတ်စံပေါ်နေလို့ဒါမှမဟုတ်ကြားချင်လို့ဝယ်ရဆိုရောဗျာတော်များပြောကြတယ်တကယ်လည်းဗျာကျွန်တော်ဒီ iPhone ကင်မယ် iPhone ကိုတိတ်ချတော့မှဆိုရင်ပုံမှန် Android phone တုံးတာထက်ဗျာပို့ပြီးတော့ပတ်စံပို့ကုန်နေဘယ်လိုမျိုးနေရာမှာပို့ကုန်လဲဆိုတော့ကျွန်တော်ခုဗီဒီယိုလေးမှာတိတ်ချရှင်းပြပါမယ်ဆိုတော့ခုဗီဒီယိုကဗျာကျွန်တော်ဒီ iPhone ဝယ်ဖို့စိတ်ဝင်စားတဲ့လူတွေဒါမှမဟုတ်လက်ရှိ iPhone တုံးတဲ့လူတွေဆိုရင်ကြည့်တဲ့ video လို့ပြောလို့ရတယ်ဒီညမှာကျွန်တော်တခုကြိုပြောမှာကကျွန်တော်ခုပြောမယ့်အကြောင်းပါဗျာကျွန်တော်ရဲ့ဒီ core experience ကိုရှင်းပြပြောမှာ ကိုကဗျာဒီ iPhone ဝယ်လိုက်ပြီးတော့ iPhone ကိုဗျာဒီ Apple ရဲ့ service တွေဘာမှမတုံးဘာမှထပ်ပြီးတော့မဝယ်ဘူးဆိုရင်ကျွန်တော် iPhone လုံးကိုဗျာပုံမှန် Android phone ကိုင်လိုမျိုးပဲဘာမှပတ်စံပုံမကုန်မနဲ့တုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်မြင်မှာဆိုရင်ကိုကဗျာဒီ iPhone တော့တုံးနေပြီဒီ Apple ရဲ့ဗျာ additional service တွေကိုထပ်ပြီးတော့တွဲပြီးတော့မတုံးဘူးဆိုရင်ဒါကဗျာ iPhone ကိုတိတ်ချတုံးတာမဟုတ်ဘူးလို့တော့ပြောလို့ရတယ်ပထမဆုံးနဲ့ကျွန်တော်ဒီ iPhone လုံးသုံးပြီဆိုတာနဲ့ကျိန်းနေပါဗျာ မဖြစ်မနေဝယ်ဖို့အတင်းတုံးနေတဲ့ service တစ်ခုက iCloud ပါ iCloud ကဗျာ Apple ကနေပြီးတော့ဒီ Apple account တစ်ခုဖွင့်နိုင် file kit ကိုပေးထားတယ်မှန်တိုင်းပါဗျာဒီ iCloud file kit ရရတယ်ဆိုတာကဒီခေတ်မှာလုံးဝကိုမလုံးလောက်ဘူးဒါလို့လည်းဗျာ Apple ကိုတရားစွဲတဲ့အမှုတွေအများကြီးရှိရဲအမှုတိုင်းကိုလည်း Apple ကနိုင်တယ်အဲ့တော့ဗျာဒီ iCloud file ကပဲရတာကမတိုးလာသေးဘူးပြောရမှာကျွန်တော်ဒီ Google account တခုလုပ်တယ်ဆိုတော့မှပို့ပြီးတော့ storage ကအများကြီးပို့ရတယ်ဆိုတော့ဒီ iCloud file ကကျွန်တော်တို့ကတော့ဗျာလုံးဝမလုံလောက်ဘူး ပြောရရင်များကျွန်တော်ဒီ iCloud file ကိုဒီဓာတ်ပုံနေ video တွေ backup လုပ်ဖို့ဒါထားကျွန်တော်ဒီ phone backup လုပ်တဲ့ data space ကတော့ဗျာ file ထက်ပိုပြီးများတယ်ဆိုတော့အဓိကဗျာဒီ iPhone သုံးတာနဲ့ချိန်နေဝယ်ရမယ်ဒီ service တခုက iCloud လို့ပြောလို့ရတယ်ဆိုတော့ဗျာကွာဒီ iCloud ကိုဗျာ file ထက်ကျော်ပြီးတော့ထပ်ဝယ်မယ်ဆိုရင် FTK ကိုဗျာအနည်းဆုံးဝယ်လို့ရတယ် iCloud FTK ရဲ့ဈေးနှုန်းကတစ်လောက်ဗျာ0.99ဒေါ်လာပဲရှိရယ်ပြောရရင်ဗျာတစ်လောက်ပတ်စံ9000လောက်ပေးပြီးတော့ ကျွန်တော် iCloud ကို Fitbit Cloud လုံးလို့ရမယ်။ဒါအပြင်ပုံမှန်ဓာတ်ပုံတွေ backup လုပ်တာလောက်တဲ့ဆိုရင်လုံလောက်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်မြင်မှာဆိုရင်တကယ်တမ်းဝယ်တဲ့ဒီ iCloud storage plan က200 GB plan လို့ပြောလို့ရတယ်။ဒီ200 GB ကိုဝယ်မယ်ဆိုရင်တစ်လောက်ပြ2.99ဒေါ်လာပေးရမယ်။ဆိုတော့မြန်မာဝင်နဲ့တွက်ကြည့်မယ်ဆိုရင်များတတော်ဝယ်ဝင်ရင်တော့ဖြစ်သွားမယ်။ဒါပေမဲ့200 GB ရရဲဆိုတာဗျာကျွန်တော်ဟိုပုံမှန်ဓာတ်ပုံတွေပြင် video တွေလည်း backup လုပ်လို့ရတယ်။တခြား storage ကိုဗျာလေ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 ာက်သုံးလို့ရတယ်အခုလိုမျိုးကျွန်တော်ဗျာဒီ iCloud အကြောင်းပြောတဲ့ချိန်မှာဟိုတစ်ဖက်ကမေးတာမေးခွန်းတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုရင်ဗျာကျွန်တော်ဒီ iPhone ဝယ်တဲ့ချိန်မှာကိုကဗျာဝယ်ဝယ်ချင်းတွေက storage ကိုပုံများတယ်ဗျာ 1TB တို့ 2TB တို့အဲ့လိုမျိုးပဲဝယ်လိုက်မယ် iCloud ကိုလုံးဝမတုံးမနဲ့နေလို့ရလားဆိုတော့နေလို့ရတယ်ဒါမှမဟုတ်ဒီနေရာမှာတစ်ခုကျွန်တော်မြင်ပေါ့နော်ကျွန်တော်စဉ်းစားတဲ့ပုံစံကကြတော့ကျွန်တော်ဗျာဒီ iCloud ထဲက data ကကျွန်တော် phone မတော်စတစ်ခုဖြစ်အောင်ပြတ်မှာမဟုတ်ဘူး ဥပမာဗျာကျွန်တော်တို့တောင်းနေ iPhone ဆိုရင်မတော်ဆပြုတ်ကျတာမျိုးပြတ်သွားတာမျိုးဒါမှမဟုတ်ပြတ်သွားတာမျိုးအဲ့လိုမျိုးတွေဖြစ်နိုင်တယ်အဲ့လိုဖြစ်တဲ့ချိန်မှာဒီဖုန်းထဲမှာ share data တွေကဗျာလုံးဝပါသွားလိမ့်မယ်တကယ်လို့ကိုကဗျာဒီ iCloud ဝယ်တောင်းနေဆိုရင်ဒီ data တွေကဗျာ iCloud မှာပဲရှိမယ်ကျွန်တော်ဖုန်းကပြတ်သွားတယ်လုံးဝပြတ်သွားတဲ့ဆန်တော်မှကျွန်တော်နောက်ဖုန်းလုံးဝယ်ပြီးတော့ကို့အကောင့်ဗျာပြန်ပြီးတော့ sign in ဝင်လိုက်တာနဲ့ကိုရဲ့ data တွေအကုန်လုံးကိုပြန်ပြီးတော့ရမယ် ဆိုတော့ကျွန်တော်တို့ဗျာအဲ့အကြောင်းပြချက်နဲ့ကိုယ်တိုင်ဗျာဒီ iCloud ကို 2TB ဝယ်ပြီးတော့တုံးတယ်ဒါမှဗျာတယောက်နဲ့တယောက်မြင်ကွက်လွတ်နိုင်တယ်ကျွန်တော်ဗျာဒီဟို cloud storage ကိုပို့ပြီးတော့အားတာတယ်တကယ်လို့ဗျာကိုက offline storage ပေါ့နော်ဖုန်းထဲမှာ storage ကိုတိန်းထားခြင်းနဲ့ဆိုလဲဒါအဆင်ပြေတယ်ဒါပေမဲ့ဒီညမှာတစ်ခုထပ်ပြီးတော့တွေးရမယ့်ချက်ကဒီ iCloud storage ကိုဝယ်မယ်ဆိုရင်ကျွန်တော်ဒီ storage ကိုပဲရတာမဟုတ်ဘူး တီးတဲ့များဒီ iCloud Plus ဆိုတဲ့ဒီ additional service တွေကိုလည်းကျွန်တော်ထပ်ပြီးတော့တုံးလို့ရတယ်ဘယ်လိုမျိုး service တွေလဲဆိုရင်များကျွန်တော်ဒီ private relay လိုမျိုး VPN ပုံစံမျိုး feature တွေပြီးတော့ဒီ hide my email တို့ပြီးတော့ဒီ custom email တွေအဲ့လိုမျိုးဗျာ feature တွေတုံးလို့ရမယ်နောက်ဆုံးအနေနဲ့ဆိုရင်ကျွန်တော်အခု app ကနေနောက်ဆုံးမိတ်ဆက်ထားရဗျာ app invite app ဆိုရင်ကျွန်တော် iCloud ဝယ်ထားမှာပဲတုံးလို့ရတယ်ကျွန်တော်ဆိုရင်များဒီ private relay တို့ပြီးတော့ဒီ hide my email လိုမျိုး feature ဆိုရင်တော်လေးကိုတုံးပြတယ်တကယ်ကိုဗျအသုံးဝင်တဲ့ feature လို့ပြောလို့ရတယ်ဆိုတော့ဒါတော့ဗျကျွန်တော်ဒီ iCloud အကြောင်းအရင်ပြောထားတာ ောက်ထပ်ကျွန်တော်တို့ဝယ်ရမယ့် service data ကိုထပ်ပြီးပြောမယ်။နောက်ထပ်ကျွန်တော်ဒီ iPhone ကိုင်မယ်ဆိုရင်တွဲပြီးဝယ်တင်တာပါဗျ Apple ရဲ့ဒီ service data ပြောရင်ဗျ Apple ကဒီ product ရောင်းတဲ့ company လည်းဟုတ်တယ် software ကိုလည်းကိုယ်တိုင်ထုတ်တဲ့ company အဲ့ဒီပြင်ဗျဒီတခြား phone company နဲ့မတူတာကတူမှာဗျဒီ entertainment ဘိုင်းတွေရောတခြား service ဘိုင်းတွေအများကြီးကိုလည်းကိုယ်တိုင်ထုတ်ထားတယ်ပြောရင်ဗျဒီ Apple ကနေ service ကနေရတဲ့ဝင်ဝေးရလည်းအများကြီးရှိတယ် ဒီလိုမျိုး service တွေကဘာကိုပြောရလဲဆိုရင်ကျွန်တော်ဒီတချင်းသားထောင်မှုအတွက် Apple Music လိုမျိုး service တွေပြီးတော့ game software အတွက်ဆိုရင် Apple Arcade ပြီးတော့ဗျာရုပ်ရှင်တွေကြည့်ဖို့အတွက် Apple TV Plus ပြီးတော့ဗျာဒီ Apple New Plus တို့ပြီးတော့ဒီ Fitness Plus တို့အဲ့လိုမျိုးဗျာ service တွေအများကြီးထုတ်ထားတယ်အခုလိုမျိုးပြဒီ app အနေထုတ်ထားတဲ့ service တိုင်းအောင်များဝယ်ပြီးတော့တုံးကြလို့လားဆိုတော့မလိုဘူး။ဒါမှမဟုတ်ကိုကဒီဖုန်းလုံးနေရဆိုရက်ကကျွန်တော်ဗျာတချင်းတော့နားထောင်နေ။တချင်းနားထောင်နေချိန်မှာဗျာကိုကဒီ streaming app တစ်ခုကို streaming platform တစ်ခုကိုဝယ်ပြီးတော့တုံးမဲ့ဆိုရင် အဲဒီညမှာပေါ့နော်ကိုက iPhone နဲ့တုံးနေဆိုရင် Spotify လိုမျိုးဝယ်တော့ပဲဆိုရင်ဟိုတိတဲ့ application နဲ့ down ရမယ်ပြီးတော့တချို့ feature တွေပြအထူးသဖြင့်ကျွန်တော်ဒီ Apple နဲ့ drag ပြီးတော့တုံးမယ်ဆိုရင် Apple Music ကအများကြီးပို့ပြီးတော့ကောင်းတယ်အတန် quality အဆဒီ Spotify ထက်ပြ Apple Music က iPhone တွေမှာပို့ပြီးတော့အဆင်ပြေတယ်နောက်ဆုံးပြခု iPhone တွေတော့ထွက်ထားတယ် iOS 13 update မှာရတဲ့ feature တခုဒီ lock screen ပါဗျ Music playback ကိုလုံးဝ full screen ပြပေးနိုင်တဲ့ feature ဆိုရင် Apple Music မှာပဲရတယ် Spotify မှာဆိုရင်လုံးဝတုံးလို့မရဘူးပြီးတော့ဒီ Apple Music ကဗျာဈေးရဆိုလဲပို့ပြီးတော့တက်တာတယ်။ Apple device တွေပဲဗျာ6လောက်လောက် free တုံးလို့ရမျိုးတွေပြီးတော့ ်မာ region မှာဆိုရင်ဗျာပို့ပြီးတော့ဈေးတက်တာမျိုးအဲ့လိုမျိုးကြီးလည်းရှိရယ်ဆိုတော့ဒီ Apple Music လိုမျိုးကတော့ဗျာကျွန်တော် iPhone တော့ရင်ဝယ်ပြီးတော့တုံးနေတဲ့ service တဲမှာပါတယ်ကျွန်တော်ဒီ Apple TV Plus ဆိုလဲကိုက Netflix လိုမျိုးဗျာဒီ Apple TV Plus မှာရတဲ့ရုပ်ရှင်တွေ series တွေကိုကြည့်ကြနေဆိုရင်ဝယ်ပြီးတော့ကြည့်လို့ရတယ်ပြော်ဒီ Apple Arcade ဆိုလဲဒီ Apple Exclusive ဗျာ offline game တွေကိုဒီ Arcade မှာဆော့လို့ရတယ်တခြားဒီ Apple New Plus ဆိုလဲဗျာကျွန်တော်တကယ် magazine တွေကိုဗျာ quality ကောင်းကောင်းနဲ့ဖတ်လို့ရတယ်ပြော် Apple Fitness Plus ဆိုလဲဗျာကျွန်တော်ဒီ gym မှာ workout လုပ်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်ဆိုရင်ဘာတောင်းလဲဆိုတော့အခုကျွန်တော်ပြောရပါဗျာဒီ Apple service တွေအကုန်လုံးကိုကျွန်တော်တုံးနေတယ်။အဲ့ဒီပြင်ပြကျွန်တော်ရှင်းမှာပြောလို့မျိုး iCloud ကိုလည်း2 TB ကိုကျွန်တော်ဝယ်ပြီးတော့တုံးနေ။ဒါပြကျွန်တော်တယောက်တည်းတုံးတာတော့မဟုတ်ဘူး။ကျွန်တော်မျိုးသမီးနဲ့ဗျာ family share လုပ်ပြီးတော့တုံးနေ။ဒီထဲမှာကျွန်တော်တုံးတာဗျာဒီ iCloud 2 TB ရောပြီးတော့ခုပြောရတဲ့ app service တွေရောဗျာကျွန်တော်တစ်ခုချင်းဝယ်ပြီးတော့တုံးတာတော့မဟုတ်ဘူး။ဒီ service တွေရောဒီ iCloud တွေရောဗျာအကုန်လုံးကို bundle လုပ်ပြီးတော့ရောင်းနေ။ Apple One Premier Plan ကိုကျွန်တော်ဝယ်ပြီးတော့တုံးနေ။ ဒီ Apple 1 Premier Plan ကဗျာကျွန်တော်ဝယ်သုံးတာဆိုရင်ဒေါ်လာဟိုဗျာဒေါ်လာ40လောက်တော့ပေးရတယ်ပြောရမယ့်ဒီ Apple 1 Premier Plan ကဈေးရဆင်တော့ဗျာတော်လေးကိုများတယ်ဒါပေမဲ့ကျွန်တော်ဗျာနှစ်ယောက် share သုံးတာရောပြီးတော့အဲကျွန်တော်ကိုယ်တိုင်ဗျာဒီ Apple Ecosystem ဒီ Apple Service တွေထဲမှာ login ဝင်နေရဆိုတော့ဗျာပေးနေရတယ်ဒီ Apple 1 Plan တွေကဗျာမှန်တိုင်းပြောရရင်ဒီကော ကို Apple account region မှာမတည်ပြီးတော့ဈေးကွာတယ်ကျွန်တော်ကဝယ်တဲ့ဒီ premium plan က US region မှာပဲရတယ်တခြား region တွေမှာဆိုတော့ဗျာဒီ family plan ထိပဲရမယ်ဒီ Apple One plan ဝယ်တာကြတော့ဗျာဟိုခုနပြောလိုမျိုးဒီ iCloud တွေရော Apple Music တွေရောတစ်ခုချင်းဝယ်ရထက်ဆိုင်ပို့ပြီးတော့ဈေးတက်တာတယ်အဲ့တော့ဒီ Apple One plan ကလည်းကိုကဒီ Apple Service ရောပြီးတော့ iCloud ရောဝယ်ခြင်းနဲ့ဆိုရင်ဟိုထည့်ပြီးတော့စဉ်းစားတဲ့ plan လို့ပြောလို့ရတယ်။ နောက်ထပ်ကျွန်တော်ဒီဝယ်လို့ရတာက iPhone 12အမခံလို့ပြောလို့ရတဲ့ Apple Care Plus ပါဒီ Apple Care Plus အရောင်တော့ဗျာကျွန်တော်ဒီဗီဒီယိုမှာအရှိအဟိထပ်ပြောမပြောတော့ဘူးအခု Apple Care Plus အရောင်ဗျာဝယ်တင်လာလားဒါမှမဟုတ်ဈေးနှုန်းဘယ်လောက်ကျမလဲပြီးတော့ဘယ်လိုမျိုးတွေပိုတက်တာမလဲဆိုတော့ကျွန်တော်ရှေ့မှာဗီဒီယိုသေးသေးတစ်ခုလောက်ထားတာရှိရဲအဲ့ဗီဒီယိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာ mention ပေးထားမယ်ဆိုတော့ဒီ Apple Care Plus အရောင်တခြားတည်နေတယ်ဆိုတော့ကျွန်တော်အဲ့ဗီဒီယိုပဲတွားကြည့်ရအောင်ပို့ပြီးတော့ recommend ပေးတယ် Apple Care Plus ဆိုတော့ဗျာကျွန်တော်ဒီဖုန်းကိုတုံးနေတုန်းကတော်တော်စားတစ်ခုဖြစ်သွားတယ်ဖုန်းမှန်ကွဲသွားတယ်ဆိုရင် ဈေးတက်တာနဲ့ဗျာပြန်မြော့ပြင်လို့ရတယ်တကယ်လို့ဗျာကိုတုံးနေတော့မှာဖြစ်ဦးဆိုတော့ဒီ Apple Care Plus ဝယ်ထားတဲ့ဈေးနှုန်းကအဲအလကားဗျာပြုံဖြစ်သွားမယ်နောက်ထပ်တစ်ခုကပါလဲဆိုရင်ကိုကဒီ iPhone 3ဝင်ဆိုတာနဲ့ဒီ Android phone တွေလိုမျိုးဒီပတ်စံပေးဝယ်ရတဲ့ pay app တွေပြီးတော့ game တွေကို crash ရပြောဗျာတုံးလို့မရတော့ဘူးအဲ့ဒီစားဗျာကိုတကယ်စော့ကျင်တဲ့တကယ်ဝယ်တုံးကျင်တဲ့ game တွေကိုပတ်စံပေးပြီးတော့ဝယ်ရလိမ့်မယ်တရားဗျာကျွန်တော်ဒီတုံးတဲ့ app ပေါ်မူတည်ပြီးတော့ ပတ်စံပေးရတဲ့အမောင်းကလည်းနဲတာရှိရဲများတာရှိရဲပြီးတော့တချို့ application များတခါလဲပတ်စံပေးရဝယ်လို့မရဘူးအဲ့စားကျွန်တော်တို့လစင်ဂျီတွေနှစ်စင်ဂျီတွေအဲ့လိုမျိုးပေးပြောဝယ်ရတယ်ကျွန်တော်ဆွမ်းလဲပြတခါလဲပတ်စံပေးပြောဝယ်ထားတဲ့ app တွေလည်းရှိရဲပြီးတော့ခုလိုမျိုးဗျာလစင်ဂျီတွေနှစ်စင်ဂျီတွေပေးပြောအဲ့လိုမျိုးဗျာဝယ်ပြီးတော့တောင်းနေ app လည်းရှိရဲဒါတော့ဗျာအမှန်တမ်းပြောမယ်ဆိုရင်ဒီ iPhone တုံးနေလို့ဒီ application တွေဗျာချိန်နေပေါ့ဝယ်ပြီးတော့တုံးကြတော့မလို့ဘဝပဲနဲ့တုံးနေလဲတုံးလို့ရတယ်ဒါပေမဲ့ဒီနေ့မှာတစ်ခုရှိရပါတော့เนาะကျွန်တော်ဒီ iPhone မှာတုံးရတဲ့ app ကတွေကကျွန်တော် Android နဲ့ရှင်တော်လေးကိုပို့ပြီးတော့ကောင်းနေ အဲတချို့ update ဆိုရင်ဗျာကျွန်တော်ပတ်စံပေးပြီးဝယ်ရတာမှန်တယ်ဒါပေမဲ့ဝယ်လိုက်တဲ့အချိန်မှာဗျာဒီ app ကိုဝယ်ပြီးတော့တုံးလိုက်တာငါအရန်တန်မှာလားဆိုရင်အဲ့လိုမျိုးစိတ်မျိုးဖြစ်တယ်ဥပမာနဲ့ကျွန်တော်ပြောမှဆိုရင်ဗျာကျွန်တော်တုံးနေတဲ့ဒီ video ရိုက်တဲ့ app Kino ဆိုတဲ့ app လေးဆိုရင်ကျွန်တော်ဝယ်တုံးထားတာတော်လေးကိုဗျာတန်တယ်လို့မြင်တယ်ကျွန်တော်တကယ် video ရိုက်တဲ့အချိန်မှာဒီ Kino app နဲ့ရိုက်တဲ့ quality ကိုဗျာကျွန်တော်ပို့ပြီးတော့တဘောကြတယ်ဆိုတော့အခုလိုမျိုးပဲဗျာဒီ app တွေမှာကျွန်တော်ပို့ပြီးတော့ quality ပိုကောင်းတဲ့ app တွေရှိရဲအဲ့ဒါကိုလည်းကျွန်တော်ပတ်စံပေးပြီးတော့ဝယ်ရလိမ့်မယ် ဒီနောက်ဆုံးချက်ကကြတော့ဗျာဒီ Apple ရဲ့ချုပ်ကွက်လို့ပြောလို့ရတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဒီ iPhone တုံးုံနဲ့မပြီးွားဘူးဘာလို့လဲဆိုတော့ကျွန်တော် iPhone တုံးမယ်ဆိုရင်ခုနပြောလိုမျိုး Apple Music လိုမျိုးကဝယ်ပြီးတော့တုံးနေတယ် Apple Music ကိုဝယ်ပြီးတော့တုံးတာနဲ့ဗျာပုံမှန်ဒီ Bluetooth earphone တွေဒီ Bluetooth headphone တွေမွဲတော့ပဲနဲ့ Apple လိုမျိုးကျွန်တော်ဝယ်ပြီးတော့တုံးနေတယ် Apple ကိုလည်းတုံးတယ်ဒီ iPhone လည်းတုံးနေပြီဆိုရင်အဲကျွန်တော်ထပ်ပြောလိုချင်တာရှိရယ်နောက်ထပ်ဗျာငါ Apple Watch လေးဝယ်မယ်အဲ့လိုမျိုးတွေဖြစ်လာတယ် Apple Watch တွေပါညာ web watch ဆိုလည်းဗျာဟိုအလုံးလုံးဟုတ်တဲ့ laptop ဝယ်မယ်ဆိုရင်ဗျာပုံမှန် Windows laptop တွေဝယ်တော့ပဲနဲ့ MacBook လေးဝယ်လိုက်မယ် MacBook နဲ့ဆိုရင်ဗျာပို့ပြီးတော့အဆင်ပြေသွားတယ် AirPods ဆိုလည်းဗျာဟို Bluetooth ချိန်တာအစလုံးဝ auto ချိန်တယ်အဲ့လိုမျိုးဗျာ service တွေအရင်ပိုကောင်းလာတယ်အဲ့လိုမျိုးပဲကျွန်တော်ဒီ MacBook ရှိရဲ့ iPhone ရှိရဲ့ဆိုရင် iPad ကလိုချင်တယ် iPad ပြီးရင်ဗျာနောက်ထပ်တခြား product တွေလည်းထပ်ပြီးလိုချင်တာမျိုးရှိရဲ့ဆိုတော့ Apple ကဗျာတရားကြောင့် ecosystem ဆိုတော့သူကနာမည်ပေးပြီးတော့ဗျာဒါကြီးက login ဖြစ်တယ်လို့ပြောတာကျွန်တော်ဆိုလည်းဗျာ iPhone တော့ね Apple ရှိရ MacBook ရှိရပြီးတော့ကျွန်တော်မျိုးတူမှာဆက်လက်ဗျာ iPad တွေရော Apple Pencil တွေရောပြီးတော့ AirPod တွေ iPhone တွေအကုန်လုံးတုံးနေရဆိုတော့ဒါတွေကြောင့်ဗျာကျွန်တော်ဒီ Apple ecosystem ဆိုတာကြီးကဟိုဘယ်လိုပြောမလဲအရန်တုံးလို့အဆင်ပြေနေရောဗျာဒီ product ဝယ်လိုက်ရင်နောက် product တစ်ခုနဲ့တွဲတုံးလို့ရန်ကောင်းပါတယ်အဲ့ကြောင့်ကျွန်တော်ဆက်ပြောဝယ်ဖြစ်တယ်ဆိုတော့ဗျကွာဒီ iPhone 3ဆိုတာ ਨੇ တခြားဒီ Apple product တွေကိုလိုချင်ပြီးမှဝယ်ပြီးမှတော့ကျင်းနေတယ် အဲတကယ်လေဗျာ12တောင်းရင်အများကြီးပိုကောင်းတယ်အခုကျွန်တော်ပြောရတာဗျာဒီကျွန်တော်တို့ iPhone တုံးမယ်ဆိုရင်ဟိုဖုန်းဝယ်ရတဲ့နေမပြီးပဲနဲ့နောက်ထပ်အပူလိုက်လာတဲ့ဗျာဒီ additional cost တွေပတ်စံပိုကုန်မဲ့အကြောင်းတွေကိုကျွန်တော်ပြောရတာပါဒီလိုမျိုးတွေမကုန်ချင်ဘူးဆိုရင်ဗျာအရှင်းဆုံးတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုရင် iPhone မတုံးနဲ့ Android phone တွေတော်ပဲအဲ့ဒါပိုစင်ပြေ iPhone တော့ရင်ပြတော့ဗျာကျွန်တော်ဒီ twin နဲ့ charger တွေဒီ wireless charging ဆိုလဲဗျာခြေတူးဖြစ်မှ message ဖြစ်မှအဲ့လိုမျိုးတွေဗျာခရိခရအရင်ရောများတယ်ပြီးတော့ ဒါရီရဗျာကျွန်တော်ကိုယ်တိုင်စိတ်ကဖြစ်လာတဲ့အကြောင်းလေးအဲ့တော့ဒီလိုမျိုးတွေမဖြစ်ရှင်ဘူးပတ်စံပုံမကုန်ရှင်ဘူးဆိုရင်ကောင်းဆုံးက iPhone မွဲပါနဲ့ကျွန်တော်ကဝယ်တော့နေ